ကြောက်စရာကောင်းမကောင်းကိုတက်တည်ပြသွားရတော့မယ်လီဗာပူးလီဗာပူးကတော့ဥရောပဒုတိယပွဲအဖြစ်ဂလာတာဆာရီအသင်းနဲ့ရှင်ပြိုင်သွားရပါတော့မယ်ဒီပွဲမှာတိုက်စစ်သမားခီဇာလိုက်ပါလာခြင်းမရှိခဲ့တာကြောင့်တိုက်စစ်မှာပုံမှန်အတိုင်းဂပ်ပိုအီဂီတီဂီမိုဆာလာတို့ပဲပွဲထွက်လာဖို့ရှိပါတယ်အမ်စလော့အနေနဲ့ဝစ်ကိုဖဲတောင်းမန်ထပ်ပေါ်တာမျိုးတွေမလုပ်ပါစေနဲ့လို့တော့ပြောလင်းနေကြပါတယ်စာပိုင်းတော့ကပြည်သက်အချို့ကဆာလာရဲ့နေရာမှာခီယေဇာကိုအစားထိုးဖို့ဆန္ဒရှိခဲ့ပေမဲ့အခုတော့ထင်းသလိုဖြစ်လာဖို့မရှိတော့ပါဘူး ဒါကြောင့်ညတောင်မဲမှာဆာလာကပဲပွဲထွက်လာမှာပါ။ဆာလာပါရင်သူနဲ့ညချမ်းမှာတွေ့ပြုအကောင်းဆုံးနောက်ခံလူကဘရက်ဒလီပါ။ဒါပေမဲ့အမ်စလော့ကတော့ဖရင်ပောင်ကိုပဲဆက်ပြီးတော့နေရာပေးဖို့ရှိတာကြောင့်သူနှစ်ဦးကြားအပေးယူညတာစီဖို့မျှော်လင့်ရပါတယ်။ဘဲချမ်းကတော့အတွေ့အကြုံပိုရင့်တန်တဲ့ရောဘတ်ဆန်ကိုနေရာပေးတာကပိုပြီးတော့ဖြစ်တင်ပါတယ်။အလုံခတ်တွေအတွက်ကတော့ဂပ်ပိုရှိနေပြီးအီကီတီကီပြန်ပါလာပြီးဖြစ်တာကြောင့်တိုက်စစ်ကပိုပြီးတော့မြိုင်လာဖို့ရှိပါတယ်။ စွန်စားချက်တရက်လိုပဲခေါင်းစဉ်တက်ပြီးဘူခန်စမှုနေရာမှာဗန်ဒိုက်နဲ့ကိုမတ်စ်ကိုတွက်ဖက်စီခြင်းမိပါတယ်။မဖြစ်နိုင်တဲ့အနေအထားဆိုပေမဲ့ဗန်ဒိုက်နဲ့သာတွက်ဖက်မယ်ဆိုရင်ကိုမတ်စ်ကလည်းအကောင်းဆုံးလုပ်နိုင်မှာတည်ကြပါတယ်။ဝင်းလယ်မှာတော့အပြောင်းလဲလုပ်မှာမဟုတ်တဲ့ဆိုဘိုခရာဘီနဲ့ဝစ်စတိုကိုနေရာပေးလာအောင်ပါ။အသင်းနှစ်သင်းကြားကတော့ခြားနာချက်တွေကြီးမားပါတယ်။ဒီတော့လီဗာပူးခန်စစ်ကသာချစ်လိမ့်မယ်ဆိုရင်တော့တူရကီမြေမှာဂိုးပြနိုင်ပွဲကိုပြိုင်သက်တွေရှူစားသွားရဖို့ရှိပါတယ်။ တူရကီနည်းပြကတော့လီဗာပူးအသင်းကိုရှိန်မနေဖို့တတိပေးထားပြီးလီဗာပူးဘက်ကတော့အလုံနဲ့တက်တည်ပြသွားရတော့မှာဖြစ်ပါတယ်ရှင်